မျိုးသူတို့ဘက်ကနေလူမျိုးပေါ့မွတ်စလင်ပေါ့လေတိချာနေမြေကိုပိုင်နေမြေတတ်မှတ်ပေးဖို့တောင်းဆိုတဲ့အပေါ်ဘလို့မျိုးမှတ်ချက်ပြုခြင်းလဲရှင်ဒီကိစ္စကခုမှတောင်းလာတဲ့တိချာမဟုတ်ပါဘူးခင်ဗျာဒါကဘာကလည်းအဲ့လောက်ကိုဒါကျေကျေပြင်းပြင်းတိချီထားခြင်းမရှိဘူးဆိုကျွန်တော်ယူဆပါတယ်ဒီဘီချာအင်္ဂလိပ်ဘယ်လိုလဲအောက်မှာကလေးကပဲသူတို့ကဒီတိချာအာဒီမောင်မောင်တော်ခရင်ကိုတိချာအဘိမင်းရဲ့ဒီတော့ဘောကတဲ့ဘိမမတ်ကျလာတာ အော်တော့ကိုရီဖန်ကိုမိမတီပိုဝင်ချူရတယ်အင်္ဂလိပ်ဒီအိန္ဒိယကိုဆုပ်ပြီးတဲ့အခါဒီကြီးရဲ့နောက်ကျောလေဘောတဲ့ဂျပန်ဒီရဲ့ဖူးစုကိုခုခံနိုင်ဘောတဲ့ဘူးကြီးတော်ခရမ်းဒီမောင်နှောင်းရဲ့မှာရှိတဲ့ပင်လူကြီးကိုအဲ့ဒီဒုတိယကမ္ဘာကြီးကအကောင်းဆုံးလက်နက်ကြီးပြီးခဲ့တယ်အဲ့ဒီမှာပဲဘုံတော်ခရမ်းမှာလူကြီးစုံစုံတော့ဒီဒီဖလီလက်နက်ကြိုင်တွေရဲ့အချမ်းပေးမှုနဲ့ဒီခိုင်လူကြီးဒီခိုင်နဲ့ဒီခိုင်တိုင်းမှာလူကြီးလူစုံစုံတော့လေ ကြီးရပေါင်း300ကျော်ဒီချုပ်ချက်ကြီးနေလန်ခါပြီးတော့လူဆုံးတော့အဲ့ခါရတဲ့ပမာပြင်သက်ကြီးနေပါလေအဲ့ဒီတကယ်ကကုချဒီနေ့ဒီနေ့ဒီတော့ကျူးစားလာကြတာအခုဒီလေဒီပမာအမျိုးမျိုးကိုအဖြစ်မှန်နဲ့သင်ပွားပြီးတော့ပေါ့ချုပ်ပြီးတော့ဒီမြန်မာနိုင်ငံမှာတိုင်းမှာတိတ်ကိုပြရမယ်သူလည်းတောင်းချုပ်ချက်ကြီးနဲ့လုံးချလာတာပေါ့အဲ့ဒါကကျွန်တော်တို့မြန်မာတိုင်းနိုင်ငံလုံးကအရင်ကကြီးကမော်နမတီက ni mana nama ini tuju joni dia suko ruinya tu dia dan dia ni mana kami mata kami mesti dia pun tu dah ni mana dia bilung a bilung dia alung kerja kerja di ni mana nama tawon sih asuya tawon sih pengguruh dia yo ah tuju nado nado sih ayo Aina lulu alung ayo, tapi nanti nimpe, oh pesa satu juga lekamu. Enak jauh, ီချာနေတုံးတိုင်းဘောအတက်ကတော့မြန်မာတပြည်လုံးမှာရှိတဲ့ပြည်သူလူထုအနေနဲ့ဘလို့မြန်မာလက်ထံမှာဘုရားပါဘုရားအော်အတူဆုံးနဲ့ချင်းချင်းလေးပြောရရင်အလုံးကခုနိုင်ငံခုနိုင်ငံကိုအစင်းနဲ့ချက်သူရှိချင်တဲ့မြန်မာနိုင်ငံသားတွေဖြစ်ကြပါတယ်။အဲ့ဒါကြောင့်မိမိနဲ့မြေတလက်မောက်မှာဥပဒေနဲ့ဆန့်ကျင်ပြီးတော့အကျုံးမပြီးရင်စိတ်ချမှာမဟုတ်ဘူးဆိုတာအဲ့ဒါကျွန်တော်တို့ကခိုင်ခိုင်မာမာပြောနိုင်ပါတယ်ခင်ဗျ။ ဒါဆိုရင်ပေါ့လေသူတို့ကပေါ့ဒီဘင်္ဂလားဒေ့အစိုးရအကြီးကြီးရတယ်သူပြောထားတာရှိတယ်ပေါ့လေဒီ2026ခုနှစ်မှာမွတ်စလင်တွေကိုပေါ့လေနေရပြန်ရေးပေါ့ရခိုင်ပြည်နယ်ကိုနေရပြန်လေးပို့ဆောင်ရေးကိုသူလှုပ်ဆောင်သွားမယ်ဆိုပြီးတော့သူကတိပြုပြောကြားထားလည်းရှိတယ်ပေါ့အဲ့ဒီနောက်မှာအခုအခါမှာဒီလိုမျိုးပေါ့ဟိုမြောက်ပိုင်းမှာဒီသူတို့အတွက်တရားကိုပိုင်နေမြေဖန်တီးပေးဖို့တတ်မှတ်ပေးဖို့အတွက်ပြောဆိုလာမျိုးတွေလည်းတွေ့ရတော့ဒီခင်းချင်းရော2026ခုနှစ်ဒီလိုမျိုးနေရပြန်လေးပို့ဆောင်ရေးမှာရောဘလို့အဟန့်တာသွားဖြစ်စေနိုင်မလဲပေါ့ရှင် ဘူးကတော့ကျွန်တော်တို့ကဒီနိုင်ငံကြီးနဲ့အိရဒီကဘာအခွဲကြီးနေတဲ့ပူလာမကရောနောက်ဒီအနောက်ဥစုတွေဖြစ်တဲ့ဟိုအမေရိကန်နိုင်ငံနဲ့ဥရောပသမဂ္ဂတွေရောနိုင်ငံကြီးအရပဲဒီဘင်္ဂလားဒေ့ရှ်တောင်ရှိပုဂ္ဂိုလ်တွေကနိုင်ငံကြီးအရပဲရှင်းကပ်ပြီးတော့မှဒါဒီဟိုဘင်္ဂလားဒေ့ရှ်မှာရောက်နေတဲ့စစ်ကြောင်းဟိုလူပြည်သူလူထုအတွက်ပြန်ပြီးတော့လက်ခံဖို့အတွက်ဒီဇိုင်းမမကြီးရနေတာ ေးကြပါလေမြန်မာနိုင်ငံကကောင်းဆောင်ဖြစ်တဲ့နိုင်ငံရေးကိုဒီနဲ့ဒီ dream state ဒီခိုင်နိုင်ငံမှာလုံတော့ရတယ်ဒီမှာဒီဆက်တောင်းရှိတဲ့ကောင်းဆောင်နဲ့ပြည်စုံပြီးတော့မှဟာဒီ PPD ကိုမြန်မာနိုင်ငံကဒီ PPD ကိုပြန်ပြီးလက်ခံဖို့ချိန်လိုက်ကြတဲ့အခါမူရီတင်းချင်းကောင်းကိုပြန်ပြီးတော့ဥပဒေနဲ့အညီချင်းချင်းပြီးတော့မှလက်ခံမယ်ဆိုပြီးတော့တတိပိသတာတဲ့ကျွန်တော်တို့ပြရပါတယ်အဲ့ဒါကြောင့်ဒီ၂၀၂၆ခုမှာတော့ ဒါဒီဒီမိမတိစကိုရောက်နေတဲ့ဟိုမြန်မာနိုင်ငံကအထောက်အထားစီးပွားပြီးတော့မှအထောက်အထားခံနေတဲ့လူတွေကိုတော့မြန်မာနိုင်ငံကအနေနဲ့ဥပဒေနဲ့လက်ခံတိုင်းဖွင့်ရတော့ဟောကျွန်တော်တို့ကျင်းတယ်လို့ကျွန်တော်မြင်ပါတယ်ခင်ဗျာတိကျော်လေဒီကျွန်တော်တို့မြန်မာနိုင်ငံမှာခိုင်ခိုင်မာမာပြတ်ချတာတဲ့မြန်မာနိုင်ငံကဥပဒေ၆၉၀ရအာချစ်တဲ့နှခုနဲ့နိုင်ငံကဥပဒေနဲ့ဒါမရှိဘူးမရှိဘူး ီမရောက်နေတဲ့လူရှိဒီလူရှိဒီဒီလူစုကမဆိုကျွန်တော်တို့စဉ်းစားပြီးတော့မှမြန်မာနိုင်ငံကလာအဥပဒေနဲ့ညီညွတ်တဲ့မြန်မာနိုင်ငံကစစ်ပန်ရင်တော့ဒါလက်ခံနိုင်ရတဲ့လက်ခံရမယ့်ဥပဒေဒါလုံးဆုံးလုံးကြီးကတော့ရှိမှတင်ပါပဲအဲ့ဒါကြောင့်လဲမြန်မာနိုင်ငံကတာဝန်ရှိတဲ့သူတွေကဥပဒေနဲ့အညီစဉ်းစားပြီးတော့မှလက်ခံနေတယ်ကျွန်တော်တို့မြင်ပါတယ်ခင်ဗျာပြောပါဒီပေါ့ရိုညာမွတ်စလင်တွေနဲ့ပတ်သက်ပြီးရောပေါ့လေ ဒီအနောက်နိုင်ငံတွေကလူသားချင်းစာနာမှုရပေါ့သူတို့တွေကိုအရင်ဦးစားပေးတာမျိုးတွေတွေ့ရတယ်ပေါ့သူတို့အရင်နဲ့ပတ်သက်ပြီးလို့ရှိရင်လှုပ်ဆောင်တာမျိုးတွေတွေ့ရတယ်ပေါ့ဆိုတော့အခုလိုမျိုးပေါ့ဒီရခိုင်မြောက်ပိုင်းမှာဒီလိုမျိုးတီးခြားနေမြေသူတို့ဘက်ကဟိုလှုပ်ပေးဖို့ပေါ့လေတောင်းဆိုလာတယ်ပြောဆိုလာတဲ့အပေါ်မှာရောအနောက်နိုင်ငံဘက်ကသဘောထားအမြင်အရောဘယ်လိုမျိုးရှင်းနိုင်မလဲရှင်ကျွန်တော်တို့ကတော့ဒါနိုင်ငံကြီးသွားခွင့်တခုတူပဲမြန်မာနဲ့ဗာဒီလိုလဲဆိုတော့အနောက်ဥပဒေကအတူတူပြင်အမေရိကန်ဥဆောင်တဲ့ အမေရိကန်နိုင်ငံဦးဆောင်တဲ့တပ်တွေကရှီအလီဘက်မှာရောအာဖဂန်နစ္စတန်မှာရောအဲ့ဒီမျိုးမူဆလင်ဒီဗတ်တွေမှာကိုချင်းလဲရောက်အလောကျောင်းဒါလူအဖက်တီပြင်ဆင်ရတဲ့အချိန်စီးရအရေးချတာဒီအလုံးတင်ရှိနေတာတရားပါတယ်အခုပူလူကြီးမြင်ရတာကလည်းဒါပါလက်စတီဗတ်မှာအမေရိကန်နဲ့အစ္စရေးနိုင်ငံတို့ကလေပါလက်စတီလူတို့ဒီကိုဒါအစ္စရေးနိုင်ငံဝင်ရောက်အထက်ကအကြောင်းကြားခြင်းနဲ့အရေးယူဆောင်ရွက်ပြီးတော့တိုက်ခိုက်နေတာကလူကြီးနေ့ လီဆုံးတော့လီဆုံးဖက်ကျော်သွားပါပြီအဲ့ဒါကြောင့်ဘူရှ်မင်းနိုင်ငံဒီရဲ့ဒီကိုကြီးလေးရောက်တဲ့ဒီအပေါ်မှာအချောချင်းအမည်ကြီးနေငိုတဲ့ဒီဒီဘင်္ဂလားဒေ့ရှ်ကနေရောက်နေတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရောက်နေတဲ့ဒီဘင်္ဂလီဘူရှ်မင်းကိုဟိုအချောချင်းလုပ်ပြအနေနဲ့ဦးစားပေးပြီးတော့ဆောင်ရွက်နေတယ်လို့ပဲကျွန်တော်တို့ကအဲ့လိုပဲမြင်ပါတယ်ခင်ဗျာ ။ဒါဆိုမို့လေလက်ရှိလို့ဒီလိုအခင်းကျင်းမှာပေါ့သူတို့ဘက်ကလည်းအခုလိုမျိုးထုတ်ပြောလာတဲ့မျိုးတွေတွေ့ရတော့မွတ်စလင်အရေးကိုပေါ့ကင်တွေတဲ့အခါမှာမြန်မာဘက်ကရောဘယ်လိုတွေတတိထားဖို့လေလိုအပ်လာမလဲပေါ့ရှင့်။ကျွန်တော်တို့ကတော့မြန်မာနိုင်ငံရဲ့အနေနဲ့ဒါအာအဖင်းဒီမဲရှိတဲ့နိုင်ငံတနမှာဖြစ်ပါလေ။အဲ့ဒီတော့ဒီတိစ္ဆာဒီနိုင်ငံကြီးရောပြင်းချင်းကြတဲ့အခါဟိုနိုင်ငံကြီးကြီးရဂန္ဓမာကြီးရဟိုပြင်းချင်းနိုင်ငံလာတော့အကောင်းဆုံးပါပဲ။အခုကျွန်တော်တို့နေ့လိုက်ကြည့်ရကြတော့ ကျွန်တော်တို့မြန်မာနိုင်ငံတာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေအထူးသဖြင့်ဒါအခုရခိုင်နောက်ပိုင်းမှာလည်းမြေအခြေခြေပြန်းပြန်းဟိုဟိုချင်းချုံနိုင်တဲ့ဒါအဲဒီ ULA အဖွဲ့ကြီးကလည်းဟိုဒီမတိစတန်ဒါဒ်ဆက်ဆံတဲ့အခါနိုင်ငံကြီးအရာဆက်ဆံနေတယ်လို့ပဲကျွန်တော်တို့တပြေးနက်မှသိရတယ်အဲဒါအပြင်ဒီမှာနိုင်ငံရဲ့တာဝန်ရှိတဲ့ဟိုအစိုးရကြီးကအစိုးရတာဝန်ရှိပုဂ္ဂိုလ်တွေကလည်းဒီအရာဥပဒေနဲ့အညီပဲ ဆောင်ရွက်နေတာကိုပြေးရပါတယ်။ဒီတော့လေဒါဟိုအထက်ဒီအင်အားစုတွေကနေဘလို့ရှိဆက်ပြီးတော့ဘလို့ဖိအားပေးပြီးတော့ဆောင်ရွက်လာမယ်ဆိုတာကတော့ကျွန်တော်တို့ဒီနိုင်ငံရေးပါတီအနေနဲ့ကတော့ခက်ခဲဝင်ဝင်တပင်းခိုင်ခိုင်မာမာကြည့်ကြပြမယ်။လက်ခံရရှိရှိမရှိတဲ့အတဲကတော့အထူးကြကျွန်တော်တို့မပြောနိုင်ဘူး။အတက်နိုင်ဆုံးကတော့ဘယ်ကိစ္စကိုမဆိုနိုင်ငံကြီးအရာဖြေရှင်းနိုင်တာဟာအကောင်းဆုံးနဲ့ဒါ အရင်ကဆုံးဒါဟိုအနည်းဆုံးဆုံးနဲ့အကောင့်ဆုံးပြင်ဆင်မှုလိုပဲကျွန်တော်တို့အနေနဲ့အဲ့လိုပဲဟိုဖြည့်ဆင်းကြည့်ပါလေဖြည့်ကြည့်ပါလေခင်ဗျာဒီခင်းကြီးကပေါ့လေနှစ်နိုင်ငံအကြားမှာပေါ့ဒီမြန်မာနဲ့ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံအကြားမှာ conflict ဖြစ်သွားနိုင်မလားပေါ့ဆရာဒီခင်းကြီးကတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာဟိုတချင်းတစ်ခါတည်းဖြစ်ခဲ့တဲ့အဖြစ်ပြမဟုတ်ပါဘူးဟိုဘင်္ဂလားဒေ့ရှ်ပြည်စစ်မှာလည်း ဘင်္ဂလားဒေ့ရှ်ကနေဒီလိုဖြစ်ဒီစစ်ဘေးချောင်းမြန်မာကျွန်တော်တို့မြန်မာနိုင်ငံကိုဟိုဥယျာဉ်ဝင်လက်ထက်မှာအာဒီကျွန်တော်တို့မြန်မာနိုင်ငံကိုစစ်ဘေးချောင်းလာတဲ့အလုံးဝကြီးနဲ့ဝင်ရောက်ပြီးတော့စစ်ဘေးချောင်းလာကြတဲ့အာဒီစာတကားကြီးလည်းရှိတယ်အဲ့ဒီလိုပဲကျွန်တော်တို့ငကားမစ်စ်ပြည်မှာလည်းဟိုဥပဒေနဲ့မညီညွတ်တဲ့ပြည်သူတွေကဒီလိုကိုအရေးယူခါမှကြောက်ပြီးတော့အချင်းချင်းအခါကဘင်္ဂလားဒေ့ရှ်တိုင်းကိုထွက်ပြေးပြီးတော့မှနိုင်ငံနိုင်ငံကြီးကြီးအရာနဲ့ ဟိုစိတ်ဆက်နေနိုင်ပြီးတော့မှအကောင်းဆုံးဖြည့်ချင်းရတဲ့ဟိုအချင်းအချင်းအကြီးတဲ့တော်တော်များများရှိပါလေအခုတခါလဲဒါနောက်ဆုံးအချိန်ကြီးမှာနောက်ဆုံးအချိန်မှာအခုဖြစ်နေတဲ့နောက်ဆုံးအချိန်မှာလဲဒီနေ့တိုင်းမှာကျွန်တော်တို့ကနိုင်ငံရေးနည်းအရဟိုလက်ခံပြန်လက်ခံထားတဲ့လူကြီးကိုဥပဒေနဲ့ကျွန်တော်တို့မြန်မာနိုင်ငံမှာကြည့်ကြတော့ပြဿနာတဲ့နန္ဒတာဥပဒေနဲ့အရေးစစ်စစ်ပြီးတော့မှဟိုလက်ခံနိုင်တဲ့အချိန်ဒီမှာ high team ဟိုလက်ခံသိနေပြီဒီလက်ခံလိုက်ဒီပြဿနာကြီးကြီးလွားမယ်နဲ့အဲဒီပြဿနာကြီးလွားမယ်ဆိုကျွန်တော်အနေနဲ့ဆန်းခံပါရင်ချပါတော့ခင်ဗျာ